မြန်မာနိုင်ငံမှာလာမယ့်2025ခုနှစ်ဒီဇင်ဘာလထမမဟုတ်ဇန်နဝါရီလအတွင်းရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပါကလည်းငလျင်နဲ့နေမြင့်မတည်ငြိမ်မှုတွေကြောင့်လှစ်တော်ကျင်းပနိုင်ချေရှိမရှိဆိုတဲ့အပေါ်စီးရဲနဲ့နိုင်ငံရေးအခက်ခဲတွေအကြားသုံးသပ်ဆွေးနွေးလျက်ရှိပါတယ်။မက်ချ်လာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်နေပြည်တော်ရှိလှစ်တော်အဆောက်အုံနဲ့အစိုးရဌာနဆိုင်ရာအဆောက်အုံတွေပြည်စည်သွားခဲ့တာပါ။ဒါအပြင်နေမြင့်မတည်ငြိမ်မှုတွေရှိနေသည့်တိုင်နောက်ဆက်ကဥက္ကဋ္ဌကနိုင်ငံတကာထံမှာ ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလဒါမှမဟုတ်ဇန်နဝါရီလအစောဆုံးကျင်းပပေးမယ်လို့ကတိကဝတ်ပြုထားတာကြောင့်လွတ်တော်ကျင်းပရေးမှာမလွဲကူနိုင်ဘူးလို့စီလုံးညတော်တိုင်းသားလူမျိုးများမဟာမယ် UNA မှာဦးမျိုးကျော်ကစီရင်တဲ့တရင်ဌာနကိုပြောပါရယ်အမျိုးသားလွတ်တော်ဆိုတာကနော်ပြောချင်တာလေဟိုပြည်နယ်တစ်ခုတိုင်းဒေသကြီးတစ်ခုကနေပြီးတော့ဟိုကိုယ်စလဲအငြင်းမြန်းနဲ့ဆေဆော့ရတဲ့ဟာမျိုးလေးနော်အဲဒီလို တတ်မှတ်ထားတာပေါ့နော်ဆိုတဲ့အခါမှာ2008ဖွဲ့စည်းပုံမှာတော့အဲ့ဒီလိုဒေတာတစ်ခုက72ဦးစီနဲ့သူတို့တတ်မှတ်ထားတယ်ဗျာနော်အဲအဲ့ဒီတော့ဥပမာ ရခိုင်ပြည်ဘယ်လိုလုပ်ပြီးရောက်ွက်လုပ်မလဲအဲ့ဒီတော့ဘယ်လိုလုပ်ပြီးတော့အဲ့ဒီအမျိုးသားလွတ်တော်ကိုယ်စားလှယ်ကိုနေပြီးတော့ဆိုးရှာလို့ရမလဲ နောက်ပြည်နယ်တစ်ခုလုံးအနေနဲ့လည်းပြည်သူ့သို့တော်ဟာဘယ်ကလာမလဲသောစကားပြောတဲ့ဥမာပြည်နယ်သို့တော်ပဲလို့သူကျင်းပါမယ်နော်ကိုယ်စားလေသူရွေးကောက်ပွဲနေရာကို မရှိတာဘယ်လိုမှရွေးကောက်ပွဲကျင်းပဖို့တန်ပြည်နယ်လုံးကိုနိုင်ဥမာဘာဖြစ်နိုင်စေရအကြောင်းအရာမရှိဘူးအဲ့ဒါလေးတစ်ချက်ပါနောက်သောသကားပြောတယ်လို့ပဲမိရမေခွန်မှာပါတယ်လို့ပဲတိုင်းဒေသကြီးကမကွေးတိုင်းတို့စကိုင်းတိုင်းတို့လိုဟာမျိုးမှာဘယ်လိုလုပ်ကြည့်တော့သူတို့ ရေကောက်ပေါ်ကိုကျင်းပနိုင်မလဲကိုယ်တည်းလေးတော်တော်ရမလဲနောက်ပြီးတော့အဲ့ဒီဒေတာတွေမှာ ကိုနှက်ကိုကလုံရှုံမှုမရှိတဲ့အတွက်မှာဒီစုတော်ကိုယ်တည်းလေးရောပါဒီမဲဆွေစဉ်ကလေးကိုပြဿနာတည်းအများကြီးဖြစ်နေတယ်လို့ထင်တယ်။ငယ်လေးဘေးတင်သွားတဲ့အတွက်အစိုးရရန်ရရနဲ့အဆောက်အုံတွေပြန်လည်တိဆောက်လေပတ်ဖို့ဟာကြာနိုင်တဲ့အတွက်နတ်ဆကအနေနဲ့ဂတိပေးထားတဲ့အတိုင်းရွေးကောက်ပွဲကိုကျင်းပနိုင်မှုရှိမရှိဝေဖန်သုံးသပ်မှုအမျိုးမျိုးရှိနေကြတာပါ လက်ရှိမှာနေပြီးတော့အခြေစိုက်ထားတဲ့အစိုးရဌာနဆိုင်ရာရန်ရာတချို့ကိုရန်ကုန်ကိုပြောင်းရွှေ့နေရကြောင်းအခုနှစ်ရွေးကောက်ပွဲကျင်းပဖြစ်ခဲ့ပြီးနောက်လွှတ်တော်ခေါ်မယ်ဆိုပါကရန်ကုန်တိုင်းဒေသကြီးမှာလွှတ်တော်တစ်ခုတည်းသာရှိပြီးလွှတ်တော်ကိုဘယ်လိုကျင်းပမလဲမေးခွန်းရှိကြောင်းစီရင်တဲ့နိုင်ငံရေးအကြက်ခတ်တွေကထောက်ပြကြပါတယ်လွှတ်တော်ဟာခက်ခဲနာနာဖြစ်ဖို့မလိုတဲ့အတွက်လွှတ်တော်ပေါ်ထွန်းရေးတနည်းနည်းလှုပ်ဆောင်နိုင်တယ်လို့ငြိမ်းချမ်းလုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်းဆိုင်က CNN သတင်းဌာနကိုပြောပါတယ် ဒါကတော့လူရင်ကြံစားနီးလာရပါပဲကျွန်တော်လည်းဒါကိုမပြောနိုင်ဘူးပေါ့နော်တောင်းကြတေးယုံဆောက်ပြတ်လွတ်တော်လုတ်တာလည်းဖြစ်နိုင်တယ်ပေါ့ဗျာနော်ဟောဒီခန္ဓာနာနာမတုတ်ထားလို့လွတ်တော်မဟုတ်ဘူးဆိုတာတော့မဖြစ်နိုင်ပါဘူးရုပ်ောက်ပွဲကတော့ဟိုအခုဒီထိတော့ညင်းခုန်နေကြတော့လည်းပေါ့ဗျာနော်အာတချို့က2026မှာဖြစ်မယ် ဒီနှစ်တော့မဖြစ်နိုင်လို့လို့ပြောနေကြတယ်နော်သို့တော်လည်းပဲအာဖြစ်နိုင်မယ်လို့ပြောနေတဲ့လူတွေကတော့အာကျွန်တော်တို့ရေရောကောက်ပွဲသူ့ပရိမာအာလူဘယ်ဘယ်နှစ်ယောက်မဲထဲမှာတရားဝင်တယ်မဝင်ဘူးဆိုတာဒါမျိုးမရှိဘူးပေါ့နော်မရှိတော့အာ လူတောင်းရှိမဲ့ရှိတဲ့နေရာမှာလူတရားပဲမဲထဲလေဒီဒီတရားကယူလို့ရှိရင်တော့အတီးဖြစ်တယ်ပေါ့နော်အဲ့ဒါတော့တော်လုံနေတာပဲပေါ့နော်အအခုကြားရတာကတော့ဒီဇင်ဘာလမှာနှစ်ပတ်နော်တပတ်တည်းတပတ်တနေရာပေါ့နော်လုံမယ်နော်အဲဇန်နဝါရီလမှာလည်းနောက်ထပ်နှစ်ကြိမ်လုံမယ် ညတ်တနေရလုပ်မယ်ဆိုတာမျိုးလည်းကြားပါတယ်နော်အဲခမရတို့ကျွန်တော်တို့လည်းကြားဘူးတာပဲဒီဘုနုခေတ္တဝန်ထောင်ကွန်50 50တွန်းလည်းလုပ်ခဲ့တာပဲဒီဥစ္စာ၈လလုပ်ခဲ့တယ်၈လက၃ကြိမ်၃ခါလုပ်ခဲ့ ပြီးတော့မှတစ်ခါလေးမဲပြီးတဲ့လူက78ရာခိုင်နှုန်းရှိတယ်78ရာခိုင်နှုန်းပဲရှိပေမဲ့လေအတီးပြူပြီပါပဲနော်ရလောက်ကိုအတီးပြူခဲ့တာပဲအဲတို့တော့ကွာတာကတော့ အဲ့ဒီတော့ကဘီတွင်းစစ်ဖြစ်နေပြီဆိုပေမဲ့လေဟိုအစိုးရပါတီကအင်မတန်လူကြိုက်များတယ်ဗောဗျာနော်အခုကျွန်တော်တို့စီမှာတော့လူပြက်များတဲ့ပါတီတွေကမရှိပါကြဘူးဗောဗျာနိုင်ငံရေးပါတီတွေအနေနဲ့ပါတီမှတ်ပုံတင်အသစ်လျှောက်ထားလို့ပါကမေလ9ရက်နေ့နောက်ဆုံးထားလျှောက်ထားရမှာဖြစ်ပြီးလာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပသွားမယ်လို့ရွေးကောက်ပွဲကော်မရှင်က April 9ရက်မှာထုတ်ပြန်ပါတယ် နစက်ကဆင်စင်ထားတဲ့ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလအတွင်းကျင်းပခဲ့ပါကအမျိုးသားလွှတ်တော်နဲ့ပြည်သူလွှတ်တော်ကိုဘလို့နေရာမှာထားပြီးစောင့်ရမလဲမေးခွန်းထုတ်ရှာရှိနေသလိုတိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တွေကိုလည်းဘလို့မျိုးကျင်းပမလဲဆိုတာဟာလည်းမေးခွန်းထုတ်ရှာရှိနေတယ်လို့စီးရဲနဲ့နိုင်ငံရေးကိစ္စတွေကထောက်ပြနေကြပါတယ်။